င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီကရှမ်းပြည်မြောက်ပိုင်းနဲ့ကင်းဒီပြည်နယ်မှာသူတို့ဆုံးရှုံးထားတဲ့နေပြည်တော်ကိုပြန်လဲတက်ခိုက်သိမ်းပိုက်မယ်စစ်စင်ရေးအတွက်ရန်နိုင်မင်းစစ်စင်ရေးဆိုပြီးအမည်ပေးထားပြီးတော့လေကြောင်းထိုးစစ်နဲ့ challenge ထိုးစစ်တွေပူးတွဲဆောင်ရွက်နေတယ်ဆိုပါတယ်မကွေးတိုင်းမြန်မြို့နယ်မှာရှိတဲ့လက်ရမကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြံဖတ်စစ်ကောင်စီတပ်က လေနဲ့လာပြီးဘုံကျဲတက်ခိုက်မှုကြောင့်အသက်၈နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ရသပြည်သူ၆ဦးသေဆုံးသွားပြီး၁၀ဦးထက်မနည်းဒဏ်ရာတွေရထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖက်စကောက်စီကရှမ်းပြည်မြောက်ပိုင်းနဲ့ကင်းနီပြည်နယ်မှာသူတို့ဆုံရှုံထားတဲ့နေမြေတွေကိုပြန်လည်တက်ခိုက်သိမ်းပိုက်မယ်စစ်စင်ရေးအတွက်ရန်နိုင်မင်းစစ်စင်ရေးဆိုပြီးအမည်ပေးထားပြီးတော့လေကြောင်းထိုးစစ်နဲ့ခြေလင်းထိုးစစ်တွေပူးတွဲဆောင်ရွက်နေတယ်လို့ နေပြီးတော့စစ်တပ်တရင်ရင်မိကရန်ကုန်ခေတ်တိကိုပြောပါတယ်အခုစတင်ပါလာလာဇမ်ပိုင်းမှာပဲအဲ့ဒီရန်နိုင်မင်းစစ်စင်ရေးကိုစတင်လိုက်တာဖြစ်ပြီးအဲ့ဒီစစ်စင်ရေးအတွက်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းဟာစတင်ပါလာ၃ရက်နေနဲ့၄ရက်နေတွေကရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ဂင်းနီပြည်နယ်လွိုက်ကောမြို့ကိုတွားရောက်ခဲ့တာဖြစ်တယ်လို့ပြောထားပါတယ်အဲ့ဒီရန်နိုင်မင်းစစ်စင်ရေးစီမံချက်မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းဟာမဟာဗျူဟာနဲ့မူဝါဒဘိုင်းကိုကြီးကြပ်ကွက်ခဲ့နေပြီး စစ်စင်ရေးပေါ်ဆောင်မှုဆိုင်ရာ operation ကိုဒုတိယအကြံဖတ်စစ်ကောင်းဆောင်စိုးဝင်းကစောင့်ရွက်ရတယ်လို့ပြောပါတယ်။တခြားနယ်မြေအပိုင်းခြားလိုက်စစ်ဘုတ်ချုပ်တွေနဲ့နယ်မြေကန်တိုင်းမှုတွေကိုလည်းစစ်စင်ရေးအတွက်နယ်မြေကန်အလိုက်တာဝန်ခံတွေအဖြစ်ခန့်အပ်ပြီးစစ်စင်ရေးအသီးသီးကိုခွဲဝေပေးထားတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီရန်တိုင်းမစစ်စင်ရေးစီမံချက်အတွက်အကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကကြီးရည်လေးပူပေါင်းစစ်စင်ရေးတွေပါလှုပ်ဖို့ညွှန်ကြားထားပြီး အဓိကဒေါ်လာရေးတက်တွေရဲ့ဌာနချုပ်နဲ့စစ်စခန်းတွေအပြင်စစ်စခန်းလို့ယူဆရတဲ့နေရာတွေကိုပါပိတ်မထားတက်ခိုက်ဖို့ဇက်တိုက်ရှိလာလိမ့်မယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီအတွက်ဒေါ်လာရေးတက်တွေဘက်ကသတိပေးချင်တာကစစ်ကောင်စီဘက်ကနေတိုက်ခိုက်မှုတွေအရင်တက်ပို့ပြီးများပြားလာလိမ့်မယ်ဆိုတာကိုအသိပေးချင်ပါတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်။အကြံပတ်စစ်ကောင်ဆောင်မင်းအွန်လိုင်းကသူတို့ရဲ့လာရှိုးရမခကြီးနဲ့ရှမ်းမြောက်ပါဝင်နိုင်ငံတော်ဝန်မျိုးပေါင်း80ကျော်လက်လွတ်ဆုံးရှုံးပြီးတဲ့နောက် သူတို့ဘက်ကလှုပ်ဆောင်တင်နာတွေကိုလှုပ်ဆောင်ဖို့အချိန်တန်ပြီးဆိုပြီးတော့လေတဖွာဖွာပြောနေတဲ့အပြင်လာမယ့်2025မှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီးအကြံဖတ်မင်းအောင်လိုင်းကမကြာခဏပြောဆိုပြီးတဲ့နောက်မှာပဲအခုလိုရန်နိုင်မင်းစစ်စင်ရေးဆိုပြီးအကောင့်ထဲပေါ်လာတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းမြိုင်မြို့နယ်မှာရှိတဲ့လက်ရမခြေရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအကြံဖတ်စစ်ကောင်စီတပ်ကလေရင်နဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုကြောင့် ်အသက်ရှင်နေအရွယ်ကလေးငယ်တူအပါဝင်အရသာပြည်သူ6ဦးသေဆုံးသွားပြီး10ဦးတမနဲ့ဒဏ်ရာတွေရထားတယ်လို့ we left မြိုင်အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်စတေမလာ6ရက်နေဖြစ်တဲ့မနေ့ကမွန်လယ်ပိုင်းမှာပဲအချက်ပစကောက်စီတက်ကမြန်မြုံနယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာလက်ရမကြေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီအချိန်ကြေးရဲမှာရှိတဲ့အသက်၈နှစ်အရွယ်ကလေးငယ်တူအပါဝင်ရင်သားပြည်သူအမျိုးသမီး၃ဦးနဲ့အမျိုးသား၂ဦး စုစုပေါင်း6ဦးသေဆုံးသွားခဲ့ရပြီသေဆုံးသွားခဲ့တဲ့အထက်ကမိသားစုဝင်၄ဦးဆိုရင်ဘုံကိုကျင်းတဲ့ကိုဝင်တဲ့အချိန်မှာဘုံကြီးကအဲ့ဒီနေရာကိုတဲ့တဲ့ကြပြီးမိသားစုလိုက်သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့လဲဝီလက်မြိုင်အဖွဲ့ကပြောထားပါတယ်လက်ရှိမှာကြေးရော်ကနောက်ထပ်ပြည်သူ10ဦးဝင်ကျင်လောက်ဟာလဲဒဏ်ရာတွေရထားကြပြီးနေအိမ်တွေလည်းပျက်စီးထားတယ်လို့သိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းရက်စောက်မြို့နယ်ကြောက်ကူဒေသမှာတိုက်ပွဲ၃ကြိမ်ဖြစ်ပွားမှုအတွင်း ဂျပန်စစ်ကောင်စီတပ်သားတွေပြန်ဆုတ်ပြေးသွားကြပြီတပတ်ကဖားကန်မြို့နယ်မှာလည်းလေးရမြောင်နေအထိတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့တော်လိုင်းရင်သတင်းရင်းမြစ်တွေကပြောပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းကရက်စောက်မြို့နယ်မှာဆိုရင်စတေမလာ6ရက်နေ့ဖြစ်တဲ့မနေ့ကပဲကြောက်ကူရက်စကတ်မှာတဆွဲထားတဲ့အဂျပန်စစ်ကောင်စီတပ်နဲ့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DBLA တပ်အကြတိုက်ပွဲ၃ချိန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကူပေးဖို့ဆိုပြီးရောက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့လည်းတော်လိုင်းရင်တပ်တွေအကြတိုက်ပွဲထပ်ဖြစ်ရမှာ ဲ့ဒီစစ်ကောင်စီတပ်ရဲ့စစ်ကူစစ်ကြောင်းကတော့နောက်ပြန်ဆုတ်ပြီးထွက်ပြေးသွားကြတယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DBLA ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။တပတ်ကဖကန့်မြို့နယ်မှာလဲ KIP ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အချမ်းဖက်စစ်ကောင်စီတပ်အကြ၄ရဲ့မြောက်နေအထိတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။ဒီတစ်ခါရခိုင်ပြည်နယ်ဘက်မှာလဲပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့စစ်တွေမြို့နီးအထိတိုက်ပွဲတွေဖြစ်ပွားလာတဲ့အချိန် စစ်တွင်မြို့ပပလက်မှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီတပ်ကပေါတော်မြို့နယ်ကြေးရွာရက်ကွက်တွေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်နဲ့အရခတတော် AA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာအရခတတော် AA ရဲ့ထိုးစစ်တွေဟာစစ်တွေမြို့ဤအထိရောက်ရှိလာပြီးစစ်ကောင်စီတပ်ကတော့စစ်တွေမြို့ပေါ်မှာရော့မြို့ပပလက်မှာပါခန့်စစ်တွေအကြီးအကျယ်ပြင်ထားတယ်ဆိုပါတယ်။အဲ့ဒီလိုခန့်စစ်ပြင်ထားတဲ့စစ်တွေမြို့ပတ်လက်ကအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာစတေမလာချောင်းနေဖြစ်တဲ့မနေ့ကပဲ ပေါတော်မျိုးဘက်ကကြေးရွက်ရက်ွက်တွေဘက်ကိုလက်နက်ကြီးတွေနဲ့တောင်းလျှောက်ပစ်ခတ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။အဲဒီလိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်ပေါတော်မျိုးအနီးမှာရှိတဲ့လူနေအိမ်တချို့လည်းထိခိုက်ပျက်စီးထားပြီးလူထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့အရခတတော် AA ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။လက်ရှိမှာတော့ စစ်တွေမြို့ဤအထိတိုက်ပွဲတွေဖြစ်ပွားလာတဲ့အတွက်စစ်ကောင်စီတပ်ကစစ်တွေမြို့ပပလဲမှာခန့်စစ်တွေအကြီးအကျယ်ပြင်ဆင်ထားရုံနဲ့မကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေပါလုပ်နေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအခုတခါပဲခူးအတိုင်းဘက်မှာတော့ဖြူမြို့နယ်ကဖြူအုပ်ဖြတ်လမ်းမိုက်မှာအချမ်းပတ်စစ်ကောင်စီတပ်ရဲ့ရိတ်ခတ်တင်ကားတစ်စီးနဲ့စစ်သား2ဦးကိုဒေါ်လန်ရိတ်တပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ PDF တောင်ပိုင်းတိုင်းအမှတ်1စစ်ဒေသခွဲကပြောပါတယ်စတေမလာ3ရက်နေမိုးလယ်ပိုင်းကပဲ ။ဘကိုးတိုင်းဖြူမျိုးနယ်ကဖြူအုပ်ဖြက်လမ်းပိုင်းအောက်ခုံကျေးရွာအနီးမှာအချမ်းပတ်စကောင်စီတပ်သားနှစ်ဦးလိုက်ပါလာတဲ့စစ်တပ်ရဲ့ရိတ်ခါတဲ့ကားတစ်စီးကို PDF တရင်3932တက်ခွက်၄နဲ့ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတက်ခွက်3တို့ပူးပေါင်းပြီးဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်ကဘာမပါလာတဲ့စစ်ကောင်စီတပ်သားနှစ်ဦးကိုပါတော်လန်ရေးတပ်တွေကအရှင်လက်ရဖမ်းဆီးနိုင်ခဲ့ပြီးစစ်ကောင်စီဘက်ကတော့သူတို့ရိတ်ခတ်တင်ကားပါသွားတဲ့အတွက်အောက်ကုံဂျေးရွာဘက်ကိုလက်နက်ကြီးနဲ့ရေရွေချက်ရှိရှိပစ်ခတ်မှုကြောင့် ရသပြည်သူ၅ဦးဒဏ်ရာရထားတယ်လို့လဲ PDF တောင်ပိုင်းနိုင်အမှတ်နှစ်စစ်တေသခွဲကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ